Freedom for Future Channel မှာတော်လန့်ပြည်သူများအားလုံးမင်္ဂလာပါရှင်ကျကိုပါကျကိုဒီနေ့ဖျက်ပြပေးမယ့်စာအုပ်လေးနာမည်ကတော့ဆ ्याम မီချန်ဝီရဲ့ပင်လယ်ငယ်သူရဲ့ယတစာစုများဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီနေ့မှာတော့ငယ်ကယတစာစုလေးတစ်ပုဒ်ကိုဖျက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်စာစုလေးဖျက်ပြခြင်းစာအုပ်လေးဖျက်ပြခွင့်ပြုပါရင်ဆ ्याम မကိုဒီနေရာကနေခွန်တောင်းပြရစီရှင် ူရဲ့လက်ပြခေါ်တန်းအလွန်တခါတည်းမှာတဘာဝတရားကြီးကိုလူတွေက ပြုပြင်လိုက်တဲ့အခါမှာအလတရားတွေတဘာဝတရားပေါ်တက်ဝင်ခံစားမှုတွေညှော်နှဲပြပြသွားတာတွေ့ရပါတယ်။ဒါကြောင့်ရှင်ဟောင်းအဆောက်အုံတွေဖျားစီတွေတမိုင်းဝင်မြင်ကွင်းတွေကိုပြုပြင်ပြင်ဆင်တဲ့နေရာမှာအလွန်တတိထားတင်ပါတယ်။ကျမတို့ငယ်စဉ်ကစိတ်ကမိဖျားကြီးမြင်ကွင်းနဲ့အခုမြင်ကွင်းမတူတော့ပါဘူး။ ရင်တော့ကဆိုရင်ကန်းကျင်နဲ့ဘုရားကျောင်းဆောင်ရှိရာကိုဆက်သွင်းထားတဲ့ဇင်းကြံလန်းလေးဟာဒီရက်တက်လာရင်မြုပ်သွားတော့တာပါဘုရားစီရောက်နေသူတွေကန်းစီပြန်လာခြင်းရင်ဒီရက်ကြောက်အောင်စောင့်ပြီးရောသို့မဟုတ်ဆွတ်ဆွန်ဆာဆာပြန်လာဒါကူကခံစားမှုအစ်စ်ကိုပေးနေတာပါပင်လေကန်းကြီးတွားရတဲ့တဲထိတ်ရင်ပိုခံစားမှုပေါ့အခုတော့ခစ်ပြောင်းလဲမှာ ကမိထိုးတန်သူတွေကမိုးပြန်တရားထိုးပြီးကပီးတင်လိုက်ကြတာပင်လေရတာလည်းပြပါရော။တိုက်ခွေဖျားကနေကြည့်ရင်မြင်နေရတဲ့စင်ပုံးရွာကလေးရဲ့တိုက်ခမီမီးပြရဲ့စာရေးသူရဲ့စိတ်ကိုနှိုးဆွခဲ့တဲ့အကြောင်းလေးပြောပြချင်ပါတယ်။စင်ပုံးရွာဆိုတာငါးနဲ့ငါးထီတဲ့ရွာပါ။ဒါစမ်းလာဆုပ်ရေတီရဲ့ကိုရဲ့ဆယ်ရက်တွေမှာကလကုတ်ကျွန်းရဲ့အနောက်ဘက်ကြက်တုံကျော် အနီးနားတဝိုက်မှာပိုက်ချဖမ်းလေးရှိတယ်။တောင်40ရှိတဲ့ငါဖမ်းလေးနဲ့လိုက်ပြီးကဲနဲ့6မိုင်း9မိုင်းဝန်းကျင်လောက်ဝေးတဲ့နေရာအထိထွက်ရပါတယ်။ပိုက်တပုံတန်ဖိုးတထောင်ခွဲငါးလီတစ်စင်းတန်ဖိုးတသိန်းကျော်ကာလမှာပိုက်ပိုင်း၄ပိုင်းဖြစ်ဖို့ဆိုတာမမက်ဝတ်နဲ့တန်ငါတဲ့အိမ်မက်ပါ။တက္ကမီမျိုးပေါ်ကငွေချီတန်တင်ရှိတဲ့ပိုက်ပိုင်း၄ပိုင်းတွင်စီမှာ လူအားစိုက်ပြီးရလာတဲ့ကြိုးမြက်ကိုအချိုးကျခွဲဝေယူပါနဲ့။ဒါမှမဟုတ် အခချင်းဝင်နဲ့ဟောက်ပြက်လိုက်ခြင်းပြက်အချိုးကတော့မိုးရသည်မှာကြိုတင်ဝေယူပြီးငါးတွက်တဲ့အခါငါးဘိုးခုနေသွားတာမျိုးလည်းရှိပါတယ်။ငါးလေးစိုက်ပြီးဆိုပါလာတဲ့ငါးနှက်တွေကိုရေချိုနဲ့ဆင်းဆင်းဆေးပြရပါတယ်။ပြီးရင်တကောင်နဲ့တကောင်ပါဇက်ချင်းချိတ်ပြီးမိုးကိုမျောကြည့်နေတဲ့တိုင်တွေမှာပြဲရဲချိတ်တီလို့ ငါးလဲတိုင်တတိုင်းမှာတန်းပေါင်းများစွာချိန်နိုင်ပြီးတန်းမှာတော့ငါးတပိတ်သားစီတီတွဲရတဲ့လုပ်ကို စင်ပေါင်းရွာသူတိုင်းကြွန့်ကြန့်ကျင်ကျင် လုပ်နိုင်ကြတယ်။ငါးတတံမှာချိတ်တော်သားအဆူတပိတ်သား၆တော့စိတ်သားသားကျန်တဲ့ငါးနှစ်တွေဟာနှစ်နေအများဆုံးလှမ်းယုံပါပဲ။ဒီလုံငန်းရဲ့အာသာချက်ကပင်လယ်ရွာတွေလိုငားလဲကျက်စင်မရှိတဲ့အတွက်ဒီရဲ့ကုညီတန်ရှင်းပေးမှုကိုမရရှာဘူး တိုင်းနဲ့ချိန်လိုက်ရတာမို့ညီနဲ့နဲ့အနဲ့သက်ဆိုးတွေဟာတဲပြင်ပေါ်ပြန်ကြလေတော့ထောင်းထောင်းပြန့်နေတဲ့အနဲ့ဆိုးတွေဟာရွာမရောက်ခင်အနဲ့ကကြုံနေတော့တာပေါ့အဲ့ဒီရွာလေးမှာငယ်စဉ်ကလေးကအတူဆော့ကစားကြီးပြင်းလာတဲ့ချစ်သူနှုတ်ရှိတယ်သူတို့ဟာရွာထဲမှာနတ်သက်တွေနဲ့ညီငွေလာရင်တောင်ပြင်ဆက်စီဆင်းပြီးပင်လယ်လေးရှူလို့ကို့အဆုတ်ကိုတန်ရှင်းရေလောက်ကြတယ် ကြောက်ကြိုကြောက်ကြားကပင်လေကြောက်ပွင့်နေရှာပြီးစိတ်ကမိဖျားပွဲမှာရောင်းကြတယ်။ရွာကနေမလန်မကန်ထွက်သွားရင်ရောက်တဲ့အပွားရင်လာကြောက်ပုံစီလဲသွားကြတယ်။ပင်လေမှာတစုံတယောက်တည်ဆုံးကြံရစ်တဲ့အခါရိုးရာတလေအရမိញင်ခေါ်တဲ့လက်ပြခေါ်ဆိုင်ရှိမှာငေးမောကြတယ်။ဒီနေ့မှာတော့ကန်ကြမာကသူတို့နှစ်ယောက်ကိုခွဲလိုက်ပါတယ်။ မိန်းကလေးကဆယ်တန်းအောင်သွားပြီးကြိုက်ခမီမျိုးပေါ်မှာကြောင်းသွားတဲ့ချိန်ကောင်လေးကတော့သူ့စိတ်ကူးရင်ခဲ့တဲ့မီးပြလောက်သားအဖြစ်ပုံဖော်ဖို့တင်လဲနေကြည့်တဲ့ရောက်ခဲ့ရတယ်။သူ့စိတ်ကူးထားတာကြိုက်ခမီမီးပြဖြစ်ပေမဲ့သူတကယ်တော်ဝန်ထမ်းရတဲ့နေရာကတော့သူ့စိတ်ထဲမှာပုံမဖော်ကြည့်မိတဲ့နေရာလေးပါ။ကောင်းတာရင်းနဲ့အတူတူသူ့တွေ့ကြုံတွေကသူ့ချစ်သူငွေယုံလေးတီအောင်ပြောပြခဲ့တာကဒီလိုပါ။ အဆောက်အုံကလေးပေါ်ကလှမ်းကြည့်လိုက်ရင်တချို့တဝက်ရေမာပေါ်တချို့တဝက်ရေမာငုတ်ရှိုးနေတဲ့ကြောက်မက်ပွဲတစီလက်မဲကြောက်ဆွေတန်းကြီးတွေကမယိုးနိုင်တဲ့ကိုရိုးရဲ့နေ့စဉ်မိုးတောင်မြင်ကုန်နေပါပဲနှစ်ပေါင်းများစွာရေတိုက်စားထားတဲ့အတွက်ဓာသွားသပွဲထမြက်လာတဲ့ကြောက်စွန်းကြီးတွေဟာ ကိုယ့်ရဲ့ခန္ဓာရဲ့ရှိမှုတွေကိုတတိတိနှီးပြနေတော့တာပါပဲ။ လူသားတွေဟာမြေပြင်ကိုလည်းအောင်းနိုင်ခဲ့ပြီးဝေဟင်ကိုလည်းအောင်းနိုင်ခဲ့ပြီးသင်လေရေပြင်ကိုတော့အောင်းနိုင်ခြင်းမရှိသေးဘူးလို့ကိုထင်တယ်။အဲ့ဒီအချိန်မှာကိုကတော့ကိုကိုကို အောင်းနိုင်ခြင်းမရှိသေးတဲ့အနစ်မဲ့လူသားတစ်ယောက်ပါ။စိတ်ကူးနဲ့လက်တွေ့တသားတည်းမကြတဲ့အခါပြည့်ရွံ့သွားတဲ့နာဂတ်စာမျက်နှာတွေအတွက်ဘလို့ရော်စားတွေပေးဆက်ရပါမလဲငွေရုံလေးရဲ့။ဘလို့ကြည့်ကြည့်ရေအတိသာပြီးနေတဲ့ကျွန်းဖြီးသီးပေါ်က ကျေပြက်လူခံကျေပြက်လူကမန်းအောင်ပင်ခက်ရင်ပတ်ဆောင်ကိုဝိငေသိမ်းစီခဲ့ရတဲ့ရက်တွေမနှဲတော့ပါဘူးကိုရောက်နေတဲ့နေရာဟာကိုစိတ်ကူးတဲ့မှာတခါမှပုံပေါ်မကြည့်ဘူးတဲ့နေရာရေရှိန်ပြင်းနေတဲ့ကြောက်ဆွဲကြောက်တန်းကြီးပေါ်မှာအန်ချဆက်ထားတဲ့အင်္ဂလီတုံးကြီးများဖြင့်တိဆောက်ထားတဲ့လူသားတွေရဲ့စွမ်းဆောင်ချက်ရကွာတာ ပင်လေရင်မျက်နှာပြင်အထက်အမြင့်ပေး160မှာရှိတဲ့အရှိတောင်အာရှမီးပြတိုင်းများအနက်အမြင့်မားဆုံးအဲကွာတာဒီလိုရာတီဥဒုကြည်လင်တဲ့နေမျိုးဆိုရင်မီးပြမျောစဉ်တွင်ပြင်းတဲ့လုံသမားနေထိုင်ရာအဆောက်အဆောက်အုံကလေးကိုတန်ရှင်းလို့သူကတော့အင်ဂျင်တန်းဝေအိုးများပြုပြင်သူကပြုပြင် မျောစဉ်ရှိ ခြေပြားတွေကိုပုတ်တိုက်သူကပုတ်တိုက် တန်ကြီးတွေခောက်ထုတ်ခါဈေးတုပ်သူကတော့ကိုစီအလုံးရှုံနေလေးရှိတယ်။ညောင်းပေါ်ထားတဲ့မန်ဘလူးကြီးငါးချက်ဟာအချက်ပြမီကို16မိုင်ပတ်လည်အထိဖြန့်ဝေပေးနေတဲ့တော့ချက်ကြီးပဲပေါ့။အချက်ပြမီဟာဆယ်စက္ကန့်မှတစ်ချိန်ပွင့်တယ်။ငါးကြိမ်ပွင့်ပြီးစက္ကန့်50ကြာမှတပတ်လည်လေးရှိရငါဖန်တမောတွေကုံတင်တမောတွေရေရင်တွေအလုံး အေကွာဒါရဲ့မိပြလင်းကို အာကွာထားပြုရတဲ့အတွက်ကိုရောမိပြလုံသမားရဲ့လက်ထဲမှာလူအသက်ပေါင်းများစွာရှိနေတာမို့ဒီတာဝန်ဟာတေးသိမ့်ပေါ်တန်တဲ့တာဝန်တော့မဟုတ်ပေဘူးအချက်ပြမီဒရက်ဆက်လင်းလက်နေဖို့အေကွာဒါပေါ်မှာကိုပါဝင်အလုံသမား၁၂ယောက်နေညမပြတ်တာဝန်ထမ်းနေရတယ်ဝတ္ထုရေးတဲ့အခါမှာစာရေးသူဟာသူပေးခြင်းနဲ့တူတာ ဘဟုတ္တရေကိုယတာနဲ့တူရောထဲလေးရှိပါလေကြချင်းမုံချင်းပေါင်းဆောင်ချင်းကွဲကွာချင်းမိမိလောကရန်ကြားမှာဒေတာဝန်းချင်းတိမတ်ဖွယ်ရာတို့ကိုတင့်တလို့ရက်ဖောက်ပြီးထဲလေးရှိပါတယ်အေဂေါ်ဒါမီးပြရဲ့ဆောင်ရွက်မှုလုပ်ငန်းစဉ်ဟာဝိထုရဲ့အကိုင်းလက်ဖြစ်ဝိထုရဲ့အကိုင်းလက်ဖြစ်ပါတယ်တကယ်တော့မှားရွင့်တဲ့အိမ်မက်တွင်နဲ့မီးပြလောက်သားဖြစ်သွားရရှာတဲ့ကောင်းလေးဟာ ရဲရဲမကြောသူတယောက်တော့မဟုတ်ခဲ့ပါဘူး။ပင်လယ်မှာပင်လယ်ငှက်လို့ခေါ်တဲ့ပင်လယ်မှာဖြစ်လေရှိတဲ့ငှက်ပြားဆိုတာလူတိုင်းနဲ့မကင်းပါဘူး။အဲ့ဒီပင်လယ်ငှက်ပြားဟာကောင်းလေးကိုနှိမ့်ဆက်လေးရှိတယ်။ဒီနေ့မှာတော့အိမ်လွမ်းလွမ်းနဲ့အလုံးလုံးလို့ကောင်းနေတော့တစုံတယောက်ရဲ့တတိပေးတန်ကြောင့်အားလုံးကောင်းထောင်သွားတော့တယ်။ရင်းရင်းနေတဲ့ဟေ့တတိထားတဲ့ဟုတ်တယ်အဲ့ဒီနေ့ကလိုင်းမတန်လေမတိုက် တိမ်မရွေ့ညီတက်နေတဲ့ပင်လယ်ကြီးကုန်းမာကခွင်းငင်လျင်ကြည့်သွားပင်လယ်မာကရင်းငင်လျင်တတိထားဆိုယိုစကားရှိရမဟုတ်လားရင်းငင်နေတယ်ဆိုရင်မကြခင်လိုင်းကြီးလေထန်တော့မဲ့သဘောဒါဟာပင်လယ်ပြင်ရဲ့လှုပ်ဝက်ချက်ပါပဲပင်လယ်ဟာလှုပ်ဝက်ချက်တွေနဲ့မာယာများသလိုတစ်ဖက်ကလည်းကောင်းကင်ရဲ့မိန့်ကိုနာခံတတ်ပါသေးတယ် မကြခင်မှာကောင်းကင်က တိမ်ရိပ်တိမ်မဲကြီးတက်လာတာနဲ့ဗိုင်းလိတ်ကြီးတွေ အော်မြည်ပြေးလွှားလာပါပကောဒီချီနေဟာအေးပေါ်အခြေနေပါပဲမလို့တမနေထိုင်ရာဆောက်အောင်နဲ့မိပြမျောစင်ဟာပြေနေရကန့်ဝေးတာမို့ဆက်တွေ့ထားတဲ့မဏိလာကျိုးမတဆင့်တွေ့ပြီးကူရမှာဖြစ်တယ်။လူသားစားလိုက်တွေတော်မှန်ကြီးနေချင်းငှက်ပြားဖြစ်ပြီးအားပြန်မပြေသေးတဲ့ကောင်လေးရဲ့အနေထား မနီလာကျိုးကိုကုတ်တွေထားတဲ့လက်ဟာရိုက်ချက်ပြင်းတဲ့လှိုင်းပောင်ပင်အောက်မှာအရှုံးပေးလိုက်ရပါပကောလားဘူသားတွေရဲ့ပြန်မစုံနိုင်တော့တဲ့ခွဲခွာခြင်းတွေဟာအလွမ်းနဲ့အဖြစ်တဲတဲမုံမုံကျဆင်းလာတာမိုးတက်များတဲ့တွင်နဲ့အပြိုင်ပါပဲဒီမှာချက်ကမီဖျားကြီးစီရောက်တိုင်းစင်ပုံးရွာလေးစီနေလို့ကောင်းလေးရဲ့နောက်ဆုံးမာရန်ချွေတန်ကိုသာနားထဲမှာ ချက်ခါတလဲလဲကြားရောင်နေမိပါတော့တယ်။ငွေုံလေးရင်ဒီချိန်ဆိုကျောင်းတွေပိတ်လို့အခွားရှင်လာကြောက်ပုံထိတ်ကနေပြီးကိုလာမက်လန်းကိုမှန်းမြော်နေပြီလား။မလန်းမကန်ကချက်ကမီမီပြတိုက်ကိုကြည့်ပြီးမင်းရဲ့จิตသူဟာပင်လယ်နဲ့ကြီးတဲ့ကအေကွာရာမီပြပေါ်မှာတာဝန်ထမ်းဆောင်နေတယ်လို့မဆိုစလောက်ကလေးဝမ်းနောက်ကုန်ယူလိုက်စမ်းပါကွာ။ ို့ရဲ့ရွက်ကျော်သွားတဲ့အိမ်မက်တွေကိုငွေရုံလေးပြည့်ရင်မပြူလိုက်ပါနဲ့ပွဲကြီးသွားတဲ့ရှင်ဘတ်ထဲကမင်းကိုချစ်တဲ့နှလုံးသွေးတွေဟာပင်လေရင်နဲ့ရောရှက်မသွားတကန့်စီချားနေပေးလိမ့်အောင်မယ်တောင်ပြင်ကန်းဆက်မှာရက်ပြီးအချီကျွန်းနဲ့ချီထားတဲ့ကွန်းတရာကိုရေမာချလို့ဥနာမည်ခေါ်နေပြီလားငိုပါနဲ့ငွေရုံလေးရဲ့ဒီအတက်နဲ့တူလှိုင်းအထက်ထက် တောင်ကန်းဆက်တွေကိုဖြတ်ကျော်ပြီးပော့ပါနေမြန်နဲ့အောင်အောင်နဲ့လိုက်လာနေပြီလက်ပြခေါ်ဆိုင်ကိုသာမြိုင်မြိုင်တီးပါတော့ဒီလိုင်းအတွဲရှင်းအမှတ်37 19ရက်ရှင်းလာ2019ဆရာပေးခဲ့ကြတဲ့ကျတော်ဝါလုံးကိုကျေးဇူးများတင်ပါတယ်ရှင် ောက်ရမြမလည်းပင်လယ်ငေးသူရဲ့ရတစာစုများကိုဆက်လက်ပြပြပေးတော့မှာဖြစ်တဲ့အတွက်နားဆင်ခံစားပေးကြပါအောင်ရှင်အားလုံးပဲဘေးကင်းလုံခြုံကြပါစေရှင်ကျေးဇူးများ၏တင်ပါတယ်ရှင်